အကိုရီးယားတော့ကျွန်တော်ပထမတစ်ခေါက်တော့ရောက်ဘူးတဲ့အရင်တော့ကတော့ကိုရီးယားကိုဒီကျွန်တော်တို့ဒီရုပ်ပညာနဲ့ပတ်သက်ပြီးတော့တစ်ခေါက်သွားလို့ရှိပါတယ်အဲဒါနောက်တစ်ခေါက်ဆိုတော့ဒုတိယအချိန်ပါဗျာတော့ကြာသွားပြီကြာပြီပြောပါဘောအဲ့နဲ့7နှစ်လောက်ရှိပြီရောက်တာဒါကြောင့်ကျွန်တော်ငငယ်တည်းကလေကိုရီးယားရုပ်ရှင်လေးရုပ်ရှင်တွေကခက်စားတယ်ပြီးတော့ကိုရီးယားကားတွေလည်းခက်စားတော့အဲတဲဟိုကလည်း အဲသွားကျင်ခဲ့ပါတယ်။ဟိုစီဇန်သားရဲ့ထဲမှာဆိုလဲကိုရီးယားရဲ့စတူဒီယိုတွေဘာညာကြီးလဲပတ်သွားမယ်ဆိုတာလေးပါတယ်ပေါ့နော်။ဆိုတော့အဲဟိုကိုရီးယားတော့ကျွန်တော်ရပ်ကူးချင်တဲ့နိုင်ငံတွေအတနိုင်ငံပါလို့ရဟုတ်ကိုရီးယားသွားမယ်၊ကင်ဆင်နီသွားမယ်ဆိုတော့အာကျူပေါ့နော်ဘယ်လိုလုပ်ကြမှုတွေရှိလဲ၊ဒါတွေသိနေတယ်လားလည်းပြောပြပါဦး။အာကင်ဆင်တာကတော့ကျွန်တော်မှအဲ့လိုမျိုးကြီးထရေဒူးတူးတော့မရှိပါဘူးဗျ။ဟို ် NST ရ season ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီရောင်းရတဲ့ဒီအရန်ရောင်းအကောင်းတဲ့ပူဇော်လေးကိုလိုက်ပို့တဲ့ခီးစဉ်ဖြစ်တဲ့အတွက်ကြောင့်ပူဇော်လေးတွေအတွက်ပြောပြောပြောပါပါအဲရအတူလေးနဲ့အကုန်လုံးကျွန်တော်ပြောပြောပါပြီးဖတ်ကြရတဲ့သဘောပါပဲဗျာ။ဘလို့ဒီ season ရောဒါခီးစဉ်မှာပါမလားမရှိသေးတယ်လား။ကိုရီးယားမှာလည်းပဲမဲ့ဒီ season ရောဒါပြည်တာလား။အဲကိုရီးယားမှာစိုးမှာကျွန်တော်ကြားသလောက်ဆိုရင်တော့စိုးမှာ၂ရက်နေမယ်ပေါ့နော်။ပြီးသွားရင်ပူဆန်မှာ၂ရက်အဲဆန်မှာ၃ရက်လောက်ကြာမယ်ဗျာ။ အာဆိုးမှာ3ရက်ပူဆံမှာ3ရက်ပေါ့သွားတာ3ရက်ဆိုတော့လက်ပတ်ပါပဲဟုတ်ကဲ့ပြီးရင်ဆိုတော့ဘယ်လိုမျိုးသိလို့ရမှုကြီးလဲဒါပေမဲ့တော့ဒါမှမနေ့ကတော့ရှိနေတယ်ကောင်းပြီတော့အဲကိုရီးယားတော့ကျွန်တော်ပထမတစ်ခေါက်တော့ရောက်ဘူးတဲ့အရင်တော့ကတော့ကိုရီးယားဟိုဒီကျွန်တော်တို့ဒီရနုပညာနဲ့ပတ်သက်ပြီးတော့တစ်ခေါက်သွားလို့ရှိပါတယ်ဒါဒါနောက်တစ်ခေါက်ဆိုတော့ဒုတိယအချိန်ပါဗျာ။ဟုတ်တော့ကြာသွားပြီ။ကြာပြီကြာသွားပါဗော။ ဲ့နည်းဆက်နှစ်နှစ်လောက်ရှိပြီရောက်တာဟုတ်ကဲ့တော်တော်လေးချိန်ချက်ဖြစ်နေတဲ့တနေရာကိုဒါပို့ပြီးတော့ဆန်သားမှုအိမ်မော်အိမ်မော်အဲ့လိုမျိုးဒါအရင်ကနေတော့လေဘလို့ေကွာသွားလဲဆိုရောက်မှပဲပြီမှာပေါ့နော်။ဘလို့ကတော့စိတ်ဆောင်ရဲ့လောကရောဘလို့မကြလေဘူး။အမှတ်တရကဟိုဟာပွဲလေဟိုကျွန်တော်တို့ဒီဟိုဟာ model award ဆူရတဲ့ပွဲပေါ့နော်။အဲ့ပွဲမှာအဲ့အဲ့ဒါလေးသွားပြီးတော့သွားရောက်ခဲ့တာပါပဲသူကဟုတ်။ဒီရောက်သွားတင်နေတဲ့နေရာတွေမှာပါပါ အဲပါပါလေဗျဟိုကိုရီးယားကျတော့ဟိုကျွန်တော်ငငယ်တည်းကလေကိုရီးယားရုပ်ရှင်လေးရုပ်ရှင်တွေကခက်စားတယ်ပြီးတော့ကိုရီးယားကားတွေလည်းခက်စားတော့အဲတဲဟိုကလည်းအဲသွားကျင်ခဲ့ပါတယ်အခုကျတော့လေဟိုလို့ပြောမယ်အဲခုစီဇန်နားရဲ့အထက်မှာဆိုလေကိုရီးယားရဲ့စတူဒီယိုတွေဘာတွေညာတွေလည်းပတ်သွားမယ်ဆိုတာလေးပါတယ်ပေါ့နော်ဆိုတော့အဲဟိုကိုရီးယားတော့ကျွန်တော် ုရောက်ကူးချင်တဲ့နိုင်ငံတွေကတနိုင်ငံမှာပဲဟုတ်ဟုတ်ပါရောဒီ drama တွေ K-pop တွေစိတ်နှစ်တဲ့နေရာမှာပါလားအဲကြိုက်ပါတယ်ကြဟိုဘယ်လိုပြောရမလဲတယောက်တစ်မျိုးစီပေါ့နော်ဟိုဟို K-pop လေ K-pop လေးကကောင်းပါတယ်ကျွန်တော်ကတော့ music ဆိုမရွေးပါဘူးမျိုးစုံကျွန်တော်ကလားထောက်ပါတယ်ကြဟုတ်လေဥစ္စာဆိုပိတ်ထားတဲ့မျိုးကိုကြားပြီးတော့လေဘယ်လိုမျိုးတဲ့အမှားတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုရှာဖွေလေးကြည့်ကြည့်လဲအဲအဲ့ဒါတော့မကြည့်ရသေးဟိုဘူဆန်ကတော့ဟို ကျွန်တော်တို့ပြောရတဲ့အထက်မှာပါမှာဆိုတော့ရောက်မှပဲဟိုလေ့လာမယ်ကြည့်မယ်ပေါ့နော် ပြီးတော့ဘူဆန်အဓိကတော့ဟိုသွားမဲ့ဟာကဒီကိုရီးယားရဲ့ဒီရိုက်ထားခဲ့တဲ့ဒီရုပ်ရှင်တွေရိုက်တဲ့နေရာကိုအဓိကထားသွားမှာဖြစ်တဲ့အတွက်ကြောင့်အဲအဲ့ဟိုပဲအဓိကဟိုဟိုသွားမှာဆိုရောက်တော့မှပဲတေချာလေးအဲလေ့လာမယ်တေချာလေးကြည့်မယ်ပေါ့နော်ဟုတ်ကဲ့ဖီလီမီကာစတူဒီယိုကိုလေ့လာဟုတ်တယ်ဟုတ်တယ်ကြာအဲ့လိုပဲကျွန်တော်သူ့ရဲ့ဂျွတ်မှာပါ အဲဒီမာနဲ့ဟိုမာနဲ့ဟိုပေါ့ဟိုပေါ့နော်ဟိုဟိုပါချားမှုလေးပေါ့အဲ့လိုလေးကိုအဓိကထားပြီးလေ့လာနေတာပါဗျာကျွန်တော်ကတော့တတ်ရလားလို့လားမသိဘူးဗျာအရင်တော့ကတော့ကိုရီးယားယဉ်ကျေးမှုတို့ဘာလို့ကတော့ဒါမှတ်ပါတယ်ဟိုဟိုဘယ်လိုပေါ့လဲအောင်မြင်တယ်ပေါ့ဒီမှာဒါပေမဲ့ကျွန်တော်ကတော့နောက်ပိုင်းတတ်ခုရလာတဲ့အချိန်မှာကျွန်တော်ဟိုဘယ်လိုပြောမလဲဟိုပုံမြမယဉ်ကျေးမှုကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျတယ် အဲပြီးတော့ဟိုရိုက်မယ်ဆိုရင်လည်းအဲ့လိုဟိုကိုယ်စီမာရှိရရင်ကျင်းမှုတွေကိုရှိတဲ့ရုပ်ရှင်တွေကိုပဲကျွန်တော်ရိုက်ချင်တယ်ပေါ့နော်ဟိုဒါကျွန်တော်အသက်တခုရလာတဲ့အချိန်မှာတွေးမိရတွေးပါအဲ့ဒါကြောင့်မလို့လဲဟိုကျွန်တော်နောက်ပိုင်းရိုက်မယ်ကားတွေမှာလည်းအဲ့ညီမရင်ကျင်းမှုတွေပါတဲ့ရုပ်ရှင်တွေကိုပဲဟိုအဓိကထားပြီးတော့ရွေးချယ်ပြီးတော့ရိုက်ခဲ့သွားမှာပေါ့နော် အဲ့လိုတော့မရှိပါဘူးဗျာဟိုအဓိကတော့ခုနှစ်ရက်လုံးက schedule ကအပြည့်ပဲဗျကျွန်တော်တော့မှကျွန်တော်မှနိုင်ပြောရင်ဈေးဝယ်ထွက်တာတော့ဘာလို့လဲလုတ်ချင်တာဒါပေမဲ့လည်းအချိန်ကတော်တော်မရဘူးလို့ပြောတယ်ဟိုအဓိကတော့ဟိုသူတို့သွားတဲ့နေရာပေါ့နော်ကျွန်တော်ကဒီမှာ Mr. Peter ဆိုကြောင်းဟိုကျွန်တော်မှတာဝန်ရှိပါတယ်ရှိရဆိုတာကကျွန်တော်လိုက်ပေးရမယ်ဆိုတော့အဲ့အတွက်ကြောင့်ဟို SDR season နဲ့နေရာကိုပဲကျွန်တော်အဓိကထားပြီးတော့သွားပြင်ပါမယ်ဗျာဟုတ်ကဲ့